ပြည်သူများအားလုံးပဲမင်္ဂလာခင်ဗျာစီဂိမ်းပြိုင်ပွဲကိုအင်ရှင်ဖြစ်လက်ခံကစားဖို့ရှိနေတဲ့ထိုင်းလက်ရွေးစီမြို့ပြီးဘောလုံးသင်းဟာဒီနေ့မှာဘင်္ဂလားဒေ့ရှ်လက်ရွေးစီမြို့ပြီးဘောလုံးသင်းနဲ့ဒုတိယမြောက်ရှင်းစံပွဲဆက်လက်ရှင်းမဲ့ကစားသွားခဲ့ပါတယ်အာရှဖလားရှင်းစပွဲအောင်မြင်ခဲ့တဲ့ဘင်္ဂလားဒေ့ရှ်လက်ရွေးစီမြို့ပြီးဘောလုံးသင်းဟာထိုင်းလက်ရွေးစီမြို့ပြီးဘောလုံးသင်းကိုဘာတစ်ခုမှမရှင်းနိုင်ခဲ့ပါဘူးပထမရှင်းစံပွဲတော့က၃ဂိုးမရှိနဲ့ဂိုးပြတ်ရှုံးခဲ့သလိုပဲဒီနေ့မှာလည်း၅ဂိုး၃ဂိုးဆယ်ရလက်နဲ့ဘင်္ဂလားဒေ့ရှ်လက်ရွေးစီမြို့ပြီးဘောလုံးသင်းက ကိုပြတ်ရှုံးနေသွားခဲ့ပြန်ပါတယ်ခင်ဗျာထိုင်းလက်ရွေးစင်မျိုးစင်ဘောလုံးသင်းဟာဘင်္ဂလားဒေ့ရှ်လက်ရွေးစင်မျိုးစင်ဘောလုံးသင်းကိုအဘက်ဘက်ကနေအသာစီးယူပြီးတော့ထိုက်ထိုက်တယ်လန်အနိုင်ရသွားခဲ့တာဖြစ်ပါတယ်ပထမပိုင်း45မိနစ်မှာရင်3ဂိုးတကိုး10ရလနဲ့အနိုင်ရရှိနေခဲ့တယ်ဒုတိယအိုင်းမှာ2ဂိုးထပ်သွင်းပြီးတော့ပွဲပြီးမှ5ဂိုးတကိုး10ရလနဲ့ထိုင်းလက်ရွေးစင်မျိုးစင်ဘောလုံးသင်းကအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာအခုရှေ့စွန်းအတိုင်းဆိုရင်တော့ထိုင်းလက်ရွေးစင်မျိုးစင်ဘောလုံးသင်းဟာစီးကိန်းပြိုင်ပွဲမှာသူတို့မျောလင်းထားတဲ့အတိုင်း ဖိလစ်စုရောက်နိုင်မှုနှိစက်လို့နေပါတယ်။ထိုင်းလက်ရွေးစီမျိုးသင်းဘောလုံးသင်းဟာစီးကိန်းပြိုင်ပွဲအတွက်အုပ်စုမဲခွဲတော့ကမ်ဘောဒီးယားစင်ကာပူအင်ဒိုနီးရှားသင်းတွေနဲ့တုံးစုတွေကြောက်ရောက်ခဲ့ပါတယ်ခင်ဗျ။ဒီအုပ်စုမှာထိုင်းလက်ရွေးစီမျိုးသင်းဘောလုံးသင်းကအခုခြေစွမ်းအတိုင်းဆိုရင်အုပ်စုဘူဖြစ်ဖို့တည်ကြနေပါတယ်။ဒီတော့အုပ်စုဘီမှာမြန်မာလက်ရွေးစီမျိုးသမီးသင်းကဗီယက်နမ်၊ဖိလစ်ပိုင်၊မလေးရှားနဲ့တုံးစုတွေကြောက်ရောက်နေပါတယ်။ဒီအုပ်စုမှာမြန်မာလက်ရွေးစီအမျိုးသမီးအသင်းသာအုပ်စုဒုတိယဖြစ်သွားခဲ့ရင်စမိပိုင်နယ်မှာ ထိုင်းလက်ရွေးစင်မျိုးသင်းဘောလုံးသင်းနဲ့ထိတ်တိုက်တွေ့တာမျိုးဖြစ်လာနိုင်ပါတယ်ခင်ဗျာထိုင်းလက်ရွေးစင်မျိုးသင်းဘောလုံးသင်းရောမြန်မာလက်ရွေးစင်မျိုးသင်းဘောလုံးသင်းရောဟာအာရှဖလားရှစ်စပွဲမှာရှစ်စပွဲကြာရှုံးခဲ့ရပါတယ်ဘင်္ဂလားဒေ့ရှ်အသင်းကတော့မြန်မာမျိုးမြန်မာရေးမြန်မာကွင်းမြန်မာပြည်သက်တွေရှေ့မှာမှာမြန်မာလက်ရွေးစင်မျိုးသင်းဘောလုံးသင်းကိုအနိုင်ယူပြီးတော့အာရှဖလားစီတလန်ခွင့်ရရှိသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာအာရှဖလားပြိုင်ပွဲအတွက်မဲခွဲတဲ့အချိန်မှာအုတ်စုစီမှာဘင်္ဂလားဒေ့ရှ်လက်ရွေးစင်မျိုးသင်းကြောက်သွားခဲ့တယ် ဥဇ်ဘက်ကစ္စတန်တရုတ်မြောက်ကိုရီးယားနဲ့တုံးစုတွေကြောက်အောင်နေပါတယ်ခင်ဗျဟုတ်ကဲ့အဲ့အုပ်စုကနေနောက်တစ်ဆင့်ကိုတက်လန်းနိုင်မှုအတွက်ဘင်္ဂလားဒေ့ရှ်အနေနဲ့လည်းခက်ခက်ခဲရုန်းကန်ရပွဲရှိနေပါတယ်ထိုင်းလက်ရွေးစင်မျိုးသစ်ဘောလုံးသင်းကတော့လက်ရှိမှာပြင်ဆင်မှုအားကောင်းနေပါတယ်ဒီနေ့ဘင်္ဂလားဒေ့ရှ်လက်ရွေးစင်မျိုးသစ်ဘောလုံးသင်းကို၅ဂိုးတကိုးနဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ရှေ့စွမ်းဟာတော်တော်ကောင်းမွန်တာတွေ့ရပါတယ်ခင်ဗျဟုတ်ကဲ့ထိုင်းလက်ရွေးစင်မျိုးသစ်သင်းကတော့အခုလိုပြင်ဆင်မှုအားကောင်းနေပါတယ်မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးသင်းကလည်း ဂျပန်နိုင်ငံစီကိုတွားရောက်ပြီးတော့ရှင်မြိုင်ခဲ့တဲ့ရှေ့ဆန်းပွဲ၃ပွဲမှာချုံမွဲမရှိဖြတ်သန်းခဲ့ပါတယ်ခင်ဗျာဒါမဲ့စီဂိတ်မှာမြမလက်ရွေးစီမျိုးစိဘောလုံးသင်းနဲ့ဘလို့ရှေ့ဆန်းပြကစားပြလိမ့်မလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရင်ခေါင်းအောက်သာရှိပါရောခင်ဗျာယေရှုအားဖြင့်ပြည်သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ